အတာရည်တကြံပွဲတော်ကြောင့်ဘဝဆက်သိမ်းမလာခဲ့သူမိဖုရားဆော့လုံးရာဇဝင်တွင်နရသည်ဟပ်တေမင်းကိုဘလူဖြစ်ကသည်လူဖြစ်လာသည်ဟုဆိုထားသည်ကိုတွေ့ရသည် ထို့ကြောင့်အမျက်ကြီးသည်အညူစုကြီးသည်လောဘတက္ကာယကြီးသည်ထိုမင်းတွင်မိဖုရားဆော့ဆိုသည်မိဖုရားကြီးတစ်ပါးနှင့်မိဖုရားငယ်၅ပါးရှိလေသည်မိဖုရားငယ်၅ပါးထဲတွင်ဆော့လုံးဆိုသည်မိဖုရားတစ်ပါးလည်းပါသည် နေရဒီဟပရမင်းကြီးဟာသူ့ရဲ့မိဖုရားတွေထဲမှာဆိုရင်မိဖုရားဆော့လုံကိုအမျက်နှိုးဆုံးဖြစ်ပြီးမိဖုရားခေါင်ကြီးဖြစ်တဲ့မိဖုရားဖွားဆော့ကိုတော့အယူသေးဆုံးဖြစ်တယ်လို့ဆိုပါတယ်။ရှမ်းမင်းသမီးတစ်ပါးဖြစ်တဲ့မိဖုရားဆော့လုံဟာရှမ်းသွေးပါသူပြီးပြီးအလှသွေးကြွယ်ဝသလိုအိမ်တွေတိတ်ခါကြီးမာပြီးဘာသာတရားကိုလည်းယူသေးတိုင်းဆိုင်တတ်သူဖြစ်တာကြောင့်သူ့ရဲ့အချိန်အများစုကိုဘာသာရေးနဲ့သာကျော်ဖြတ်လေ့ရှိပါတယ်။ ဒါအပြင်နန်းတော်အတွင်းပျော်ပွဲရှင်ပွဲတွေကျင်းပတဲ့အခါမှာဆိုရင်လေကိုယ်တိုင်ပါဝင်ဆင်နွှဲခြင်းမရှိဘဲဘေးတနေရာမှာသာအာရအဆံမြဲနေတဲ့သူဖြစ်ပါတယ်။ဒီလိုအဆက်အကျောက်ကြီးမားလုံးနဲ့မိဖုရားဆော့လုံးရဲ့ကျမငင်မှုကတော့တခါတော့နွေရသည့်ချိန်အရာဝတီမြေကမ်းနှစ်ဘေးမှာအတာတကြံပွဲကျင်းပခဲ့ရကနေစတင်ခဲ့ပါတယ်။အဲ့ဒီတော့ကနယ်ဒီဟပ်ပိမင်းကြီးဟာတကြံပွဲမှာရေကစားဖို့အတွက်လူအများမမြင်နိုင်အောင်နန်းတော်ကနေမြစ်စိတ်အထိကိုအမိုးကာရီကာရံပြီးတွားရောက်ခဲ့ပါတယ်။ မြစ်စိတ်ကိုရောက်တဲ့အခါမှာလည်းမိဖုရားတွေကိုလုတ်တော်တွေမောင်းမမိတ်တန်တွေနဲ့အတူရေကစားမန်းတပ်မှာရေတပင်ပွဲဆင်နွှဲခဲ့ပြီးဒီလိုဆင်နွှဲတဲ့အချိန်တွင်းမှာတော့မိဖုရားဆောလုံဟာသူ့ရဲ့မူလအကျင့်တိုင်းပါဝင်ဆုပ်ကစားခြင်းမရှိဘဲမြစ်စိတ်အနီးကယာယီတင်းနှံမှသာဥပုပ်တီလာစောက်တည်နေခဲ့ပါတယ်ဒီအခါမှာတော့အကြည်စားတန်လာတဲ့နရတီဟပတိမင်းဟာအိမ်တွေကြီးလုံးနဲ့သူ့ရဲ့မိဖုရားဆောလုံကိုရေရွှဲရွှဲဆူအောင်ပတ်ဖို့အတွက်ဘေးမှာရှိတဲ့မောင်းမမိတ်တန်တွေကိုအမိန်ပေးခဲ့ပြီး ယာယီတဲနဲ့မှရှိနေတဲ့စောလုံးကိုလည်းသူ့စီလာရောက်ကစားဖို့အတွက်အခေါ်တော်လွှတ်ခဲ့ပါတယ်။အချိန်နေရက်ရက်ကိုတတိမမှုမိတဲ့စောလုံးကတော့လင်းတော်မောင်အရှင်မင်းကြီးရဲ့အမိတ်အတိုင်းရှိတော်မောက်ကိုကစားဖို့အတွက်ရေကစားမန်နက်စီကိုဝင်လာခဲ့ပါတယ်။ဒီလိုနဲ့မန်တက်ထဲရောက်တဲ့အခါမောင်မမိတ်တန်တွေကအရှင်မင်းကြီးမှကြားထားတဲ့အတိုင်းမိဖုရားစောလုံးကိုတကိုယ်လုံးရွှဲရွှဲဆူအောင်ရေရွေလောင်းပတ်လိုက်တာကြောင့်အရှက်ကိုအသက်ထက်ပိုတမိုးထားသူစောလုံးခမရမှာလူပုံအလဲအရှက်ကွဲခဲ့တဲ့အပြင် တခြားသောမိဖုရားတွေနဲ့ယန်ရွှေတော်တွေရဲ့ရင်မောမှုကိုပါရရှိခဲ့ပါတော့တယ်။မိဖုရားဆောလုံသည်စိတ်ဆိုးပြီးနရတိဟပတိကိုလှုပ်ကြံရန်ကြံသည်။မိဖုရားငါးပါးသည်မင်းကိုအလှဲ့ကျစားတော်ဆက်ရသည်ဖြစ်ရာဆောလုံသည် သူဆက်တတ်ရန်အလှဲ့ကျသည့်နေ့တွင် စားတော်တဲ့တွင်အစိတ်ခက်လေတော်သည်။အစာနဲ့အစိတ်ထည့်ပြီးတော့ကိုယ်တိုင်မပိုးဝန်းသဖြင့်သူ့လိုမိဖုရားတစ်ပါးဖြစ်သောသောမောက်ကိုမင်းကြီးထံသူကိုစားနေမကောင်းဟုဆိုကစားတော်ပွဲအပူခိုင်းလိုက်သည် ။ဆုံးမောက်ကလည်းအယိုးခံနဲ့တွေးရိုးသားရိုးစားတော့ဘွဲထင်ပြီးမင်းထံကိုဆက်လေသည်။ဆုံးမောက်ဆက်သည့်စားတော့ကို ထိုမင်းကစားမိအပြုတွင်အောက်ကခွေးသည်နှာချေတစ်ဖြစ်စားတော့ကိုမစားသေးဘဲခွေးကိုကျွေးရခွေးလဲစားပြီးခဏတည်လေသည်။မင်းကြီးလည်းရှင်မောက်ကိုဖမ်းပြီးစစ်ဆေးရာစောလုံးနာမကျန်းဖြစ်သောကြောင့်သူ့ကိုဆက်တခိုင်းသည့်အတိုင်းစားတော့ကိုဆက်တရကြောင်းရှောက်လေသည်။ ဒီလိုနဲ့စောလုံးတယောက်ဘရင်ရှိတော်မှောက်ရောက်တဲ့အခါမှာတော့မင်းကြီးဟာမောင်မမိတ်တန်တွေကိုမိမိအားရေပတ်ဖို့အတွက်စေခိုင်းခဲ့ပြီးလူပေါ်လယ်မှာလည်းရာဇအိမ်တွေပြတ်အောင်အဆက်ခွဲခဲ့တာကြောင့်မင်းကြီးရဲ့အသက်ကိုလှုပ်ကြံခြင်းဖြစ်ကြောင်းဒီအတွက်မင်းကြီးပေးလိုသည့်အပြစ်ကိုပေးနိုင်ကြောင်းဆိုကာကြောက်ရွံ့ခြင်းအလင်းမရှိဘဲရေရဲဝုန်းဝုန်းရှောက်တင်လိုက်ပါတော့တယ်။အဲ့ဒီလိုရှောက်တင်တဲ့အခါမှာလည်းဟဲဘက်ဖို့တဲမြင်းနေငါ့ကိုအေယာဝတီမြစ်ထဲလူပေါ်လယ်မှာအဆက်ခွဲခဲ့တာမင်းနေပြီလားလို့ဆိုပါ။ စောလုံကမင်းကြီးရဲ့မျိုးရိုးစာတိဖို့ကမချေမငံပြောဆိုပါတယ်။နာဒီဟပတိမင်းရဲ့မေတော်ဟာဆိုရင်တော့မေတ္တာရွာသူဘပုတေရဲ့တမိဖြစ်ပါတယ်။ဒီအခါမှာတော့စောလုံရဲ့စကလုံးတွေဟာယခင်ကလေးကအမျက်ဒေါသကြီးမားတဲ့နာဒီဟပတိမင်းကိုပုံမိုးစိတ်ဆိုးဒေါသထွက်သွားစေခဲ့တယ်လို့မိဖုရားစောလုံကိုဖိုးကျင်ထိုးပြီးစီရင်စေလို့လည်းအမိန်တော်ချမှတ်ခဲ့ပါတယ်။ဒီလိုစီရင်ဖို့အတွက်လည်းဘပ္ပေသမဥယေတထောင်ကိုအသုံးပြုပြီးအချိန်တိုအတွင်းမှာတန်ကျက်စင်ကိုပြုလုပ်စီပါရယ် တန်ကျက်စင်ကိုပြုလုပ်နေတဲ့အချိန်တွင်းမှာတော့မိဖုရားဆောလုံကခံမှန်းထားတဲ့အချိန်ထက်ဆွဲပြီးခုနှစ်ရက်ကြာပြုလုပ်ပေးဖို့အတွက်ဗပဲသမားတွေကိုရွှေငွေတွေပေးကာတိတ်တဆိတ်တောင်းဆိုခဲ့ပါတယ်။အဲ့ဒီခုနှစ်ရက်အတွင်းမှာတော့ဆောလုံဟာတနေ့ကုန်ဆိုသလိုတရဏဂုံတီလာစောက်တည်ပြီးဖရားဂုံတော်တရားဂုံတော်နဲ့တန်ခါဂုံတော်တွေကိုပဲရွတ်ဖက်ပူဇော်နေခဲ့တယ်လို့ဆိုပါတယ်။ ခုနှစ်ရက်မြောက်တဲ့နေ့ကိုရောက်ရှိလာချိန်မှာတော့မိဖုရားဆောလုံဟာသူနဲ့အမြဲတစေရှိနေတဲ့စိတ်ပရိကိုလက်မှတ်ကင်ပြီးမိအပူချိန်တွေကြောင့်ရဲရဲတောက်နေနေတဲ့တန်ကျက်စင်ကြီးပေါ်ကိုတက်လာခဲ့ရပါတယ်။ဒီလိုတက်လာတဲ့အခါမှာတော့ကြောက်ရွံ့တုန်လှုပ်ခြင်းမရှိဘဲတက်လာခဲ့တာဖြစ်တယ်လို့ကိုမျက်ခံရဘူးစောင်းဆိုင်နေတဲ့အချိန်တွင်းမှာလည်းယန္တနာ၃ပါးရဲ့ဂုဏ်တော်တွေကိုသာတစ်ခုပြီးတစ်ခုအာယုံပြုပွားများနေခဲ့ပါတယ်။ဆောလုံတယောက်တန်ကျက်စင်အပေါ်ကိုရောက်ရှိပြီးအချိန်တစ်ခဏအတွင်းမှာပဲ မိုးကောင်းကင်မှာမိုးသားတွေတိမ်ဆိုင်တိမ်ခဲတွေပေါ်လာခဲ့သလိုနန်းတော်ကြီးတစ်ခုလုံးလဲမိုးကြိုးပြစ်တံတွေနဲ့မိုးချင်းတံတွေကြောင့်တုံခါနေခဲ့ပါတယ်။အဲ့ဒီနောက်တိတ်မကြခင်အချိန်တွင်းမှာပဲမိုးတွေကတဲထန်စွာရွာချလာခဲ့တာကြောင့်တန်ကျက်စင်ကိုအပူပေးထားတဲ့မီးတွေကလည်းငိမ့်တက်သွားခဲ့ပါတယ်။ဒါပေမဲ့ဘရင်မင်းမြတ်ကကိစ္စမပြီးမချင်းတန်ကျက်စင်နဲ့စီရင်မှုပြုရမယ်လို့အမိန့်ပေးထားတာဖြစ်တဲ့အတွက် အမှုထမ်းတွေမှာလည်းမင်းအမိန်ကိုရှောင်လွှဲနိုင်ခြင်းမရှိဘဲနောက်တရက်မှာထပ်ပြီးမိဖုရားကိုတန်ကျက်စင်ပေါ်တင်ရပြန်ပါတယ်။ဒီအခါမှာလည်းပထမတရက်အတိုင်းမိုးရေရွာချလာတာကြောင့်မိရေငိမ့်သွားခဲ့တယ်လို့တတိယမြောက်နေ့ရောက်ပြန်တော့လဲအလားတူခရက်တွေနဲ့ဂျုံတွေးခဲ့ပါတယ်။ဒီလိုမျိုးသုံးချိန်တိုင်းတိုင်းမိရေငိမ့်ခဲ့ရပြီးနောက်မှာတော့မိဖုရားစောလုံးဟာသူမအနေနဲ့ယတနာ၃ပါးနဲ့ဂုဏ်တော်တွေပွားများရခြင်းရဲ့အကျိုးအားကြောင့်အခုလိုဖြစ်တယ်ဆိုတာကိုသဘောပေါက်ဆင်ခြင်မိခဲ့ပါတယ်။ ဒါကြောင့်လဲမိမိသည်အတိတ်ဘဝကကံကြမ္မာဝေကြွေးကြောင့်ယခုဘဝတွင်ယခုကဲ့သို့ခံရခြင်းဖြစ်ကြောင်းကိုနှလုံးသွင်းလိုက်ပြီးငါသည်ချမ်းသာခွင့်ရမည်မဟုတ်လျင်တခဏချင်းပင် လောင်ကျွမ်းပါစေလို့ဆိုကအတိတ်ထံပြုလိုက်ပါတော့တယ်အဲ့ဒီတော့မှသာစောလုံးရဲ့ခန္ဓာကိုယ်တစ်ခုလုံးကချက်ချင်းဆိုသလိုမိဟုံဟုံတောက်လောင်ကျွမ်းပြီးပြာကျသွားခဲ့တာဖြစ်ပါတယ်သူနှစ်သက်မြတ်လို့ရတဲ့မိဖုရားစောလုံးကိုသူပေးတဲ့အမိန့်အတိုင်းစီရင်ပြီးတဲ့အကြောင်းကိုနရတိဟပတိမင်းကြားသိပြီးချိန်မှာတော့ နောင်တကြီးစွာရခဲ့ပြီးအိတ်မပြောစားမဝင်တဲ့တောကပြပါရဝေခဲ့ကနန်းတော်တစ်ခုလုံးမှလည်းစောလုံးငါ့ကိုစောက်မှဆိုတဲ့တန်တာဟစ်အော်တန်တွေကပဲ့တင်ထက်နေခဲ့ပါတော့တယ်။ဤကားရာဇဝင်တွင်တကြံနှစ်ပတ်သက်ပြီးဘရင်အမျက်တော်ရှိသောကြောင့်တည်ခဲ့ရသောမိဖုရားတစ်ပါးဤအဖြစ်ပြက်ပဲဖြစ်ပါတယ်။